အဲ့တော့တမအာဇီဝဆိုတာဒါလည်းဝိရဒိစေတသိက်ဘယ်အောင်ရှောင်ကျင်တာတုန်းဆိုမိစ္ဆာအာဇီဝအဲ့တော့မိစ္ဆာအာဇီဝဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ခုနပြောခဲ့တဲ့ကာယတုစရိုက်၃မျိုးဝစီတုစရိုက်၃မျိုးကိုအသုံးချပြီးတော့အတ္တမွေးဝါးကြောင့်ရှာတာအဲ့ဒါကျတော့မိစ္ဆာအာဇီဝမှန်ပါပါဥပမာဆိုတော့ပဆန်ရလို့လိန်နေရိုးရိုးလိန်လို့လိန်ညင်လို့လိန်တာကဘုဒ္ဓဘာသာရိုးရိုးပေါ့မှန်ပါပါဒုစရိုက်ပဲခေါ်တယ်အာဇီဝနဲ့မဆက်ဆံဘူးပေါ့ အသက်မွေးမှုအတွက်လိမ့်တာကတတ္တဆိုပါစို့အေးယုံယုံတက်ပြီးတော့ပဲတရားဆွဲထားတယ်မမှန်တဲ့တတိထွက်မင်းကိုငွေတသိန်းပေးမယ်တက်ထွက်ဒါကြတော့အသက်မွေးမှုနဲ့ဆိုင်တယ်လို့ဒီလိုပြောတာအဲကိုကြောင်းလို့လိမ့်တာတို့ကိုလွတ်မြောက်အောင်လိမ့်တာတို့တက်တဲ့ကိုပဲလိမ့်ရင်လို့လိမ့်တာတို့ပျော်လို့လိမ့်တာတို့ဒါမျိုးတွေလည်းရှိသေးတာအဲ့ဒါတွေကြတော့ဝစီဒုစရိုက်တတ္တဖက်ဖြစ်တယ်ပေါ့ ာသီဝနဲ့မဆိုင်ဘူးပေါ့အာသီဝဆိုတာ အသက်မွေးမှုနဲ့ဆက်ဆက်ပြီးတော့ဒီဒုစိုက်တွေကိုလောက်တာအဲ့တော့ဂုံတိုက်တာလည်းပဲတူဦးတယောက်ကနေပက်ဆံပေးပြီးဂုံတိုက်ခိုင်းလို့ဂုံတိုက်တယ်တူဦးတယောက်ကပက်ဆံပေးပြီးတော့ပက်ဆံရလို့ဆဲခိုင်းလို့ဆဲတယ်တူဦးတယောက်ကလူတယောက်အကျိုးမဖြစ်အောင်မဟုတ်တန်တရားတွေပြောခိုင်းလို့ပြောတယ်ဆိုလို့ရှိရင်တော့ဒါကသက်မွေးဝါးကြောင့်နဲ့ပတ်သက်တယ်လို့ပြောတာ ဝါဒနာပါလို့ပြောတာတို့ကြတော့ဒါဒုစရိုက်တက်တက်ပဲပေါ့ပါဏာတိပါဏာလည်းထို့တူပဲအပြောအနေနဲ့လိုက်တတ်တာရှိတယ်ကိုယ်စားဖို့တောက်ဖို့အသက်မွေးဝမ်းကြောင်းအတွက်တတ်လို့ရှိရင်တော့မိစ္ဆာအာရှိပါမယ်ပေါ့မှန်ပါပါအဲ့လိုမဟုတ်ဘူးမုံတို့တတ်တာဆိုတာလည်းရှိသေးတယ်နိမှန်ပါပါအဲ့တော့မုံတို့တတ်တာကြတော့ဒုစရိုက်ပဲစိတ်ဆိုးလို့တတ်ပြီးတာလည်းဒုစရိုက်ပဲရွရွဒုစရိုက်ပဲအသက်မွေးမှုနဲ့မပတ်သက်တဲ့အတွက်ကြောင့် ။အိဆာအာဇီဝါတော့မဟုတ်ဘူးပေါ့။အဲ့လိုဒုစရိုက်ကြီးကိုဒီလိုခွဲရတယ်ပေါ့နော်။သူများဥစ္စာခိုးတာဆိုတာလေကိုယ်အသက်မွေးဝမ်းကြောင်းအတွက်ခိုးတယ်။ဟိုတမင်းကို အမြင်ကတ်လို့သူပြစ်သူပစ္စည်းတွေပျက်စီးပါစေဆိုတဲ့အနေနဲ့ခိုးတာမျိုးလည်းရှိနိုင်တယ်ပေါ့။မှန်ပါပါဗျာ။အဲ့တော့ကိုယ်အသက်မွေးမှုအတွက်ခိုးလို့ရှိရင်တော့မိဆာအာဇီဝါလို့အဲ့တော့တမ္မာအာဇီဝဆိုတာအဲ့ဒီမိစ္ဆာအာဇီဝမျိုးတွေနဲ့အသက်မမွေးဘဲနဲ့ တရားသဖြင့်ရောင်းချဝဲရောင်းဝဲလုပ်ပြီးတော့အသက်မွေးတာတို့ယန္တန်ဃာတွေဆိုလို့ရှိရင်တမအာဇီဝဆိုတာဆွန့်ခံပြီးတော့စားတာတို့ဟိုဝိနည်းစည်းကမ်းနဲ့အညီရလာတဲ့ပစ္စည်းလေးပါးကိုအသုံးပြုတာတို့ဆေကုရှင်ပေရင်ဟောခြင်းဖြင့်ရလာတဲ့ပစ္စည်းမျိုးကိုမသုံးတာတို့ဒါမျိုးတမအာဇီဝခေါ်တာပါမှန်ပါဗျာဟောကြီးရန်နေကြတော့သူက တရားသဖြင့်ရလာတဲ့ပစ္စည်းက၃ခွင့်ရှိတယ်။တရားသဖြင့်ရလာတဲ့ပစ္စည်းမဟုတ်ဘူးဆိုရင်၃ခွင့်မရှိဘူး။မိစ္ဆာအာဇီဝလို့ခေါ်တယ်။မှန်ပါပါဘုရား။မာယွနဲ့နီးနဲ့အသက်မွေးတယ်ပေါ့။ဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားခွင့်ပြုထားတဲ့ပစ္စည်း၄ပါးသည်လူတိုင်းသူတို့အတွက်တစ်ဖက်ကအကျိုးရှိစေခြင်းတယ်။ဒါကြောင့်မို့လို့ဗราတရားကိုအခြေခံတဲ့လူတိုင်းမှုပဲဖြစ်စေရမယ်ပေါ့။မှန်ပါပါဘုရား။ယုံကြည်လို့ ကောင်းကျိုးချမ်းသာကိုလိုချင်လို့လူတန်းနဲ့လူတန်းမှုမျိုးဖြစ်ရမယ်။အေးဘေးရင်ဟောလို့ဘေးရင်အခါကျင်းွေပေးတာမျိုးဆေးကုလို့ဆေးဘဝကပေးတာမျိုးနဲ့ပတ်သက်ပြီးတော့လူတန်းမျိုးလို့ခြားတော့ဒါကြတော့မစင်ကြဲတဲ့ပစ္စည်းလို့ဒီလိုပြောတာပေါ့။မှန်ပါဗျာ။အဲ့ဒါမျိုးကိုမသုံးနိုင်ဘူးတဲ့ယဟန်နေမှာမိစ္ဆာအာဇီဝါလို့ခေါ်တယ်။ဒါလူမိစ္ဆာအာဇီဝါနဲ့ယဟန်မိစ္ဆာအာဇီဝါကနည်းနည်းလေးကွာတယ်ပေါ့နော်။မှန်ပါဗျာ။ ယန္တိရဲ့တမအာဇီဝဆိုတာဆုံးခံပြီးတော့စားတယ်ဒကာရမတွေကသူ့တရာတရားနဲ့သူလှူတဲ့ပစ္စည်းကိုသုံးဆောင်တယ်။ဟောအဲ့လိုမျိုးကြတော့တမအာဇီဝတရားသဖြင့်ရလာတဲ့ပစ္စည်းလေးပါးကိုသုံးပြုတယ်။ခုနတရားသဖြင့်မဟုတ်ပဲနဲ့တရာတရားကိုအခြေခံတာမဟုတ်ပဲနဲ့တနည်းနည်းကဒကာရမတွေရဲ့တရာတရားလမ်းလွဲသွားတဲ့နည်းနဲ့လှူတာမျိုးတွေကြတော့မိစ္ဆာအာဇီဝတွေရောက်သွားတတ်တယ်ပေါ့။ဟိုအသက်မွေးတာဟာ ဆိုပါစို့ဒီရင်ဟောပြီးတော့အသက်မွေးတယ်နော်မှန်ပါပါအဲဆေးကုပြီးတော့အသက်မွေးတယ်နောက်တခြားနေ့တွေနဲ့ဆွဲတရားဟောပြီးဆွဲလုပ်တာမျိုးတွေပါနေလဲပါတော့ပေါ့နော်မှန်ပါပါဟောဝီနီးနဲ့ပတ်သက်လာတဲ့ဟာတွေရှိတယ်ပေါ့အဲအဲ့ဒါလို့မမှန်ကန်တဲ့နီလန်းနေနဲ့ရတဲ့ပစ္စည်းလေးပါးကိုအသုံးပြရင်တော့မိစ္ဆာအာစီဝါဒီမိစ္ဆာအာစီဝါပစ္စည်းဟာ ဗုဒ္ဓပฏิကုဋ္ဌမြတ်စွာဘုရားအလွန်ဆက်ဆုပ်တယ်ဒီပစ္စည်းမျိုးမတော်ဘူးဆိုဒါလေးနဲ့ပတ်သက်လို့မှတ်သားစရာလေးတစ်ခုရှိတယ်ရှင်သာရိပုတ္တရာမထေရမြတ်ဘိုင်းနာနေတဲ့အခါတခါတရံခန္ဓာငါးပါးရထားတဲ့ပုဂ္ဂိုလ်တွေဟာယောဂဝိရဏဆိုဖြစ်တတ်တယ်ပေါ့မှန်ပါဗျာယန္တပုဂ္ဂိုလ်ကြီးလည်းဒီလိုပဲယောဂဝိရဏဖြစ်တယ်အဲ့ဒီလိုလေနာယောဂဆွဲတဲ့အခါမှာ ရှင်မမောက္ကလံမေးတယ်။ဘာနဲ့ဘယ်အစားစာနဲ့အရှင်ပြေမလဲဓာတ်စာပေါ့နော်။ဘယ်နဲ့အရှင်ပြေမလဲဆိုရင်အနုကနာဇွန်လေးရှားကုလို့ကြိုးထားတဲ့နွားနုနဲ့ရောထားတဲ့ဆွမ်းရည်လေးတောက်ရမယ်။သို့မဟုတ်နုကနာဇွန်လေးကိုဖုံးမရလို့ရှင်။ရင်တော့ပျောက်ဖူးတယ်လို့ဆို။အဲ့ဒါလို့နှစ်ပါးပြောတဲ့စကားကိုနတ်တယောက်ကကြားသွားတယ် ကြားတော့တဲ့အခါရှင်မမောကလန်ရဲ့တပည့်တကာအိမ်ကိုသွားပြီးတော့ကလေးလေးကိုပူးပြီးအဲဒီရှင်သာရိပုတ္တရာအတွက်နိုးကနာရအောင်စီစဉ်နေဆိုတာဆိုအဲ့ဒါရှင်မမောကလန်မထေရကမနဲ့ကြဆုံးကသွားရှင်သာရိပုတ္တရာတော့ဘိုင်းနာလို့မလိုက်နိုင်ဘူးပေါ့လေရှင်မောကလန်သွားတော့အခန်းနဲ့မဲ့သူတကာအိမ်ကနိုးကနာဆွမ်းကိုလှူလိုက်လှူလိုက်တဲ့နိုးကနာဆွမ်းကယောဒနာမဟုတ်ဘူး ကလေးလေးကိုနတ်ကပူပြီးတော့လုံတာမျိုးဖြစ်နေတယ်ပေါ့နော်မှန်ပါပါနတ်ကနေလှုပ်ဆော်တဲ့ဟာမျိုးဖြစ်လာအဲရှင်သာရိပုတ္တရာရှင်မောဂလမထေရကတော့ဒီအကြောင်းနေမသိဘူးလောကလံလောင်းလိုက်တယ်ဆိုတော့ရှင်သာရိပုတ္တရာတွေ့ယူပြီးတော့အကြောင်းပြန်လာအဲဒီမှာရဟန္တာပြိမယ်လို့ဆင်ခြင်ကြည့်မှသိတယ်ဒါဘလို့ရလာတာလဲဆိုတော့ဆင်ခြင်မှသိမဆင်ခြင်တော့မသိဘူးပေါ့မှန်ပါပါဉာဏ်ဆိုတာကအတုံးချမှ စွမ်းဆောင်တာမြတ်စွာဘုရားရဲ့တမယုတ္တဉာဏ်တော်ကြီးကလည်းပဲအတုံးချပဲနေလို့ရှိရင်စွမ်းဆောင်နိုင်မှုမရှိဘူးပေါ့အတုံးချပြီဆိုလို့ရှိရင်အတိုင်းအတာအကန့်အသတ်မရှိ အဟံတားမရှိဉာဏ်တော်ကြီးကအကာအကွယ်မရှိမသိတာမရှိနိုင်တော့စွမ်းထက်တယ်လို့ဆိုလိုတာပေါ့အဲတမယုတ္တဉာဏ်တော်ကြီးကအမြဲတမ်းရှိနေတာပဲဟုတ်မလဲပေါ့အေးအဲ့ဒါနဲ့ပတ်သက်လာတဲ့အခါဉာဏ်ကြီးကအမြဲတမ်းရှိနေတယ်လို့ယူဆတာကတော့ တခြားဘာသာခေါင်းဆောင်ကြီးတွေကအဲ့ဒါလိုယူဆတယ်။အေးသူတို့မှာသွားနေရင်ရောဟိုထိုင်းနေရင်ရောရက်နေရင်ရောအိတ်နေရင်ရောနိုးနေရင်ရောညံကြီးကမီးထွန်းထားတယ်လို့လင်းနေတယ်လို့သူတို့ကပြောတာ။မှန်ပါပါ။မြတ်စွာဘုရားကအဲ့ဒါကိုလက်မခံဘူး။ဟုတ်လည်းမဟုတ်နိုင်ဘူးမဖြစ်နိုင်ဘူးလေ။မှန်ပါပါ။ညံကြီးကမီးထွန်းထားတယ်လို့လင်းနေတယ်မျိုးဆိုတဲ့တတတတပ္ပဉ္စအမြဲတမ်းဖြစ်နေတဲ့တပ္ပဉ္စအလုံးကိုသိနေတယ်ဆိုတာဖြစ်နိုင်ဘူးတဲ့။ ဖရာရှင်ချင်းလေးပြောတာအေးအဲ့ဒီလိုသဗ္ဗညုတဉာဏ်ကြီးရှိတယ်ဆိုတော့ဖရာဆိုတဲ့ကိုတော်ဒီကိုတော်တွေဟာဘာဖြစ်လို့တခါတခါကျတော့ခွေးဆူခွေးချမ်းနေနဲ့တိုးမိတာလဲတဲ့တခါတလေကျတော့လွတ်လာတဲ့မြင်းနေနဲ့ဆုံဆုံပြီးတဲ့အခါဆုံပြီးတယ်တခါတလေလမ်းမလို့လမ်းမသိလို့မေးရတယ်တကယ်လို့သူသဗ္ဗညုတဉာဏ်ကြီးကအမြဲတမ်းလင်းပြီးသိနေမယ်ဆိုရင်ဘုသူ့မေးကြလို့မှာတော့ ော့တဘာဘာမကြဘူးဆိုတာကိုပြောတာပေါ့နော်အိညာသဗျာကတော့အဲ့ဒါကိုဝန်မခံဘူးတမယုတဉာဏ်ရသဗျာဝန်ခံတဲ့တမယုတဉာဏ်ဆိုတာသိကျင်လို့ကြည့်လိုက်ပြီဆိုတာနဲ့တကယ်နဲ့အဟံတမရှိသိကျင်ရှိသမျှကိုရှင်းရှင်းလင်းလင်းကြီးသိတော်တယ်ကိုယ်စင်အောင်သိတယ်အကျဉ်းအကျဉ်းကြံမရှိအောင်သိတယ်လို့ဒီလိုမသိကျင်လို့အသုံးမပြုဘူးဆိုရင်လည်းပဲဒီတိုင်းနေတာပေါ့ အဲ့ဒါလိုပဲဒါသဘာဝကြတယ်ဉာဏ်ဆိုတာဟာစဉ်းစားပြီးတော့ဒီအကြောင်းအရာကိုသိကျင်တယ်လို့ဉာဏ်နဲ့စူးစမ်းတဲ့အခါမှာသိတာပါသဘာဝအစစ်မှန်ပါဘုရားအဲ့ဒါရှင်မမောကလံမထေရ်ကဒီနုနာဆွမ်းဘလို့ရလာတယ်ဆိုတာ तू မစဉ်းစားမိတော့ तू မသိဘူးယူလာခဲ့ရှင်သာရိပုတ္တရာကတို့ပြောလိုက်တဲ့အချိန်အရှင်သင်လိုက်တာ တကယ်ဒီဒုက္ခနာဇွမ်းကသဘာဝအတိုင်းဖြစ်တာလားလို့စဉ်းစားပြီးတော့ကြည့်လိုက်တဲ့အခါကျတော့နတ်ရဲ့လုံလပြောကတွေပါတာကိုမြင်တယ်ပေါ့မြင်လိုက်တာနဲ့ရှင်မောဂလံကိုပြောတယ်ငါရှင်မောဂလံငါရှင်အလှခံလာတဲ့ဒုက္ခနာဇွမ်းကမစင်ကြယ်ဘူးတဲ့အကပ်ပြီးရမအပ်ဘူးလို့ပြောလိုက်တယ်မအပ်ဘူးလို့ပြောတဲ့အခါရှင်သာရိပုတ္တရှင်မောဂလံကပြောမနေဘူးတော့မအပ်ဘူးလို့ပြောလိုက်တာနဲ့ဘက်ကနဲ့တုံပြလိုက်တဲ့တယ်ဟုတ်ကဲ့ တဟုတ်တဟုတ်မှဒီလောက်ယုံကြည်ချက်ရှိတယ်ခုကိစ္စရင်မြင်နေမှာတပီတော့ကိုယ်တိုင်သူတို့လှူလိုက်လို့ယူလာတော့ဗာဘာမအာမတော့လို့ဗာပြောရင်ပြောနေမှာရှင်သာရိပုတ္တရာကမအဘူးလို့ပြောလိုက်တယ်ဟောမအာတုံလိုက်မယ်ဆိုရင်တုံပလိုက်တယ်ချက်ချင်းတော်လဲတော်ပြစ်လိုက်ရောမြေကြီးပေါ်လဲရောက်ရောရှင်သာရိပုတ္တရာမထေရရဲ့လေနာယောဂပြောင်းသွားတယ်။မှန်ပါပါဗျာ။အဲဒီမှာရှင်သာရိပုတ္တရာမထေရကပြောပြတယ်ဒီနုဂနာဇွမ်းဟာမအပ်ဘူးတမင်ရအောင်လှုပ်ထားတယ်။ တူတယောက်ရဲ့လုံဆောင်မှုတွေပါနေတယ်သူတရားတရားနဲ့လှူတာမဟုတ်ဘူးအဲ့ဒါစေတရာဘုရားပြောတယ်ငါရဲ့လေနာလို့လေယောဂါကြောင့်ဟောဒီဥပွေကြီးအပြင်ထွက်သွားခြင်းတော့ပါစေမအပ်တဲ့ဟာတော့သူပိုက်ထဲမရောက်စေရဘူးလို့ဒီလိုပြောတာမှန်ပါဗျာဒါယန္တာပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကဒီလိုရှိပေါ့နော်မှန်ပါဗျာအေးအဲ့ဒီမှာယန္တာရဲ့မိစ္ဆာအာဇီဝဆိုတာ ဒါမျိုးကိုရှောင်တယ်ပေါ့နော်အဲ့တော့ရဟန်းတော်တွေနဲ့ပတ်သက်လာလို့ရှင်အမတ္တမဒီပစ္စည်းလေးပါဟာတန့်ပြန်တဲ့ပစ္စည်းလေးပါ ဖြစ်ဖို့အမတ္တမအရေးကြီးတယ်အနုမို့ဆိုလို့ရှင်အပြစ်ဖြစ်နေတတ်တယ်ပေါ့မှန်ပါပါဗျာရဟန်းတော်တွေမှာကုလထုတကဆိုတာရှိတယ်ကုလဆိုတာ တက္ကရကမမိသားစုပေါ့ဒုတကဆိုတာဖြစ်စည်းတာ ဖြည့်စည်တာဆိုတာယဟန်ကဒကာဒကာဝါကိုဖြည့်စည်တယ်ဆိုတာဘယ်လိုဖြည့်စည်တာလဲလို့မေးလို့ရှိရင်ကံကံဤအကျိုးယုံကြည်ပြီးယရဏသုံးပါးဤခုံကိုယုံကြည်ပြီးတော့သရာအစ်စ်နဲ့လှူတဲ့အလှကတာလည်းတကယ်ကောင်းမှုကုသိုလ်ဒါနကောင်းမှု ကုသိုလ်ဖြစ်တယ်ပေါ့အဲ့ဒီသရာတရားမျိုးမဖြစ်ဘဲနဲ့လမ်းလွဲတော့အောင် လုပ်လို့ရှိရင်ဒကာဒကာဝါကိုဖြည့်စည်တယ်လို့ဒီလိုခေါ်တယ်မှန်ပါပါခေါနာကဥပမာမယ် တရားတကမကိုပြင်ဟောတယ်ဈေးကူးတယ်ဘာညာပေါ့လေတပြန်ဟာလည်းပါတယ်ပေါ့နော်အဲ့ဒီလိုမလောက်ကောင်းတဲ့အရာတွေရှိတယ်ပေါ့အဲ့ဒါတစ်ခုခုနဲ့တရားတကမရဲ့တရားတရားဟာကံကံရေးကျိုးယုံကြည်လို့လှူတဲ့လမ်းကြောင်းကနေပြီးတော့လမ်းကြောင်းလွဲသွားအောင်လုပ်လို့ရှိရင်အဲ့ဒါကိုကုလတုတကယဟန်လို့ခေါ်တယ်တရားတကမရဲ့တရားတရားမူရင်းတရားတရားကိုဖျက်ပစ်တယ် ဖြစ်ဖြစ်သည့်အတွက်ကြောင့်အဲ့ဒီယဟန်ဟာဒီရွာမှာကုလတုဇကအမှုကိုပြုလို့ရှိရင်ဒီရွာမှာကိုမနေရဘူးသူကယဟန်နာဖြစ်တော်မလာရဘူးလို့ဒီလိုဆိုထားအဲတက္ကရာကမတွေကတပည့်တို့အဲ့ဒါကြောင့်မဟုတ်ပါဘူးတကယ်သရတရားစင်နဲ့လှူတာပါလို့ဆိုရင်တော့ချင်းချက်ရှိကောင်းရှိနေနော်အဲ့လိုမဟုတ်လို့ရှိရင်တော့ဒီယဟဒီတရားဌာနမှာနေခွင့်မရှိဘူး အဲ့ဒီကုဏ္ဏတုတကအပြစ်ကိုပြုထားတယ်ဒီပစ္စည်းတွေကိုသုံးနိုင်သုံးနိုင်ရဟန်းမှာအာဘကဘယ်တော့မှမစင်ကြဲဘူးအဆုံးမတတ်နိုင်ဘူးပေါ့ဒီအပြစ်ကြီးကဘယ်တော့မှရက်ပြင်လို့မရတဲ့အနေအထားမျိုးရှိတယ်ပေါ့အဲ့တော့၂၂၈တက်တော့သိက္ခာဝုဒ္ဓီတွေမှာကုဏ္ဏတုတကသိက္ခာဘုံဆိုတာရှိတယ်ပေါ့မှန်ပါပါအေးဒါကြောင့်မလို့ဒီဒကာတော်မတွေနဲ့ပတ်သက်တဲ့ဟိုဝီနီးတွေလည်းတချို့အားတွေကဒကာတော်မတွေနားလည်ထားဖို့ကောင်းတယ်ဟာ ရှိတယ်ပေါ့နော်မှန်ပါဗျာရန်တော်တွေမှာအပြစ်ကြီးတာရှိတယ်အပြစ်မကြီးတာလည်းရှိတယ်ပေါ့တခါတလေတခါတမားတွေရဲ့မျက်စိထဲမှာအပြစ်မကြီးတာဟုတ်အပြစ်ကြီးတယ်ထင်ပြီးအပြစ်ကြီးတာကြတော့အပြစ်မရှိဘူးထင်နေတတ်သေးတယ်မှန်ပါဗျာတကယ်မလေးလာလို့ရှင်နော်မှန်ပါဗျာအေးအမြင်မတော်တာချင်းကမတူဘူးလေအမြင်မတော်ရင်အပြစ်ကြီးတယ်ခုခေတ်ကအမြင်တော်နေရင်အပြစ်မကြီးဘူးဖြစ်နေတယ်အမြင်တော်တာမတော်တာနဲ့မဆိုင်ဘူးပြစ်ကြည့်တာပြစ်သေးတာနော်မှန်ပါဗျာ ဒီကောင်းမိတာဆက်မိလို့မိစ္ဆာအာဇီဝဆိုတာလူတွေရဲ့မိစ္ဆာအာဇီဝနဲ့ယန်းတွေရဲ့မိစ္ဆာအာဇီဝမတူဘူးပေါ့အဲ့တော့ယန်းတို့တွေကတမအာဇီဝဖြစ်ရမယ်သမွေးတဲ့အခါ